လက်နဲ့ကင်တော့လဲနိုင်ငံရေးအခုလိုပြောနေတဲ့နိုင်ငံရေးအားလုံးဟာနိုင်ငံရေးပါပဲဆောနိုင်ငံရေးအကြောင်းတွေကိုကျွန်တော်ပြောကြမယ်လောက်ကြမယ်ဆိုလို့ရှိရင်သရဟာကဘာကြီးညမကြီးမာဒီချက်သောတို့လိုမျိုးနှစ်ကွက်သုံးကွက်လောက်ကြိုးပြီးရကစားမှရပါတယ် ်မျက်စိရှိမှမြင်တဲ့ဟာလေးကိုကောက်စားလို့မရပါဘူးဒါဒီကွက်ပါ ဆိုပြီးတော့ကျွန်တော်ဟာယူဆလို့မရပါဘူးအဲ့ဒီကြောင့်မြန်မာနိုင်ငံဟာအခုလိုဖြစ်နေတာပါเนาะအဲ့တော့ဒီ9နှစ်တာကာလလို့ပြောရှင်တယ်9နှစ်တာကာလမှာကျွန်တော်အဲလေလာကြည့်သလောက်မြင်တော့ဒေတာဆိုလို့ရှိရင်တော့ fire fire တွေအများကြီးရှိတယ်ဒါတွေကလည်းသိပြီးသားတွေပါနော်အခုလိုဒါတွေဖြစ်လာမယ်ဆိုလို့ရှိရင်လူကိစ္စတွေဖြစ်လာမယ်သိပါရယ် ဲ့အဲ့ဘက်ဖိုင်ယာတွေကိုတချို့ကရေရချက်ရှိရှိဖန်တီးထားတာဆိုလို့ရှိရင်ဘယ်လိုမလဲဥပမာဆိုတော့ကျွန်တော်ကတရုတ်ကရေရချက်ရှိရှိနဲ့ဖန်တီးတယ်ဒါကိုလက်ရှိအုပ်ချုပ်နေတဲ့အစိုးရဒါမှမဟုတ်ဦးမင်းအောင်လှိုင်တို့ကအာကျွန်တော်အာဆီယံနိုင်ငံတွေရဲ့အနေအထားလိုမျိုးတရုတ်ကိုမငင်းဆန်နိုင်ဘူးမငင်းဆန်နိုင်တဲ့အခါမှာအာပြည်သူကလည်းအခုလိုမျိုးလက်နက်ကိုင်လမ်းစဉ်ကိုရွေးတဲ့အခါမှာเนาะ တရုတ်ကဒီကစားပွဲတွေကိုကျွန်တော်တို့တွေတအုပ်လုံးကြီးရောက်မှမသိရောက်တော့တာမျိုးဖြစ်နိုင်ဘူးလားနော်အခုဆိုရှင်မြေပေါ်မှာကဘာမှာထူးခြားတာတွေအများကြီးဖြစ်နေတယ်အဲ့ဒါဘက်ဖိုင်ယာတွေပဲဆိုတော့အဲ့ဘက်ဖိုင်ယာတွေကိုကျွန်တော်တို့ကမဖြစ်စေချင်ဘူးပြီးဆုံးစေချင်တယ်ဆိုလို့ရှင်လက်နက်ကန်ရဲ့လမ်းစဉ်ကိုကျွန်တော်တို့ကဆုံးလို့ဖို့ပဲရှိရတယ်နော်ဘာလို့လဲဆိုတော့အဲ တချို့ကလည်းပြောလိမ့်မယ်လက်လက်ကန်ရဲ့ lesson ကိုဆွတ်နိုင်မယ်ဆိုလို့ရှိရင်ဘာဖြစ်လဲညာဖြစ်တယ်။မှန်တယ်မှန်တယ်ဒါပေမဲ့လည်းခဏပြောလို့ပေါ့ကျွန်တော်နှစ်ခွက်သုံးခွက်လေးခွက် chest ထိုးတယ်လို့ကြောက်ခွက်ထိုးတယ်လို့အခွက်တွေကြုံမြင်မှုလို့ပါတယ်။ဒီရှိ့ဝမြင်တာလေးကဒါလေးကအမှန်กว่าဒါလေးကအမှားกว่าလို့ပြောတာခါတော့ကြီးရိုးရှင်းမနေပါဘူးကျွန်တော်ပြောတယ်ခင်ဗျားတို့သိပါတယ်နိုင်ငံရေးတွေကမရိုးရှင်းပါဘူးနိုင်ငံရေးကအင်မတန်ရှုပ်ထွေးပါတယ်ဆိုတော့ကအုံနောက် သုံးနေတဲ့ကစားပွဲတွေဖြစ်တယ်အဲ့ဒါလည်းတရုတ်တို့နောက်ဥရောပနိုင်ငံတို့ကစားနေတဲ့ကစားကွက်ထဲမှာကျွန်တော်တို့တွေဝင်ကစားနေရတာပါအဲ့ဒီအပေါ်မှာတကွက်နှစ်ကွက်ထဲကျွန်တော်ကြုံမြင်လို့မရပါဘူးနော်ဒါလက်နဲ့ကင်မှာလမ်းလက်နဲ့ကင်ဝရရမယ်လမ်းစဉ်ကွာအော်လက်နဲ့ကင်ချမယ်ကွာဆိုတော့လမ်းစဉ်မှားနိုင်တယ်တော်ပဲကနာအတကွက်ထဲမြင်မှားနိုင်တယ်နောက်ကွက်သုံးကွက်တော့ကြိုပြီးတွေးရမယ်ဟုတ်လားကျွန်တော်ဆိုရတာပါအဲကြောင့်ပြောချင်တာကလေးတွေအင်္ဂလိပ်ပြန်ကြပါ အဲဆက်တက်ပြောချင်တာကကျွန်တော်ရဲ့ post မှာ ကျွန်တော်အမြဲတမ်းဗီဒီယိုတင်နေတယ်ဗီဒီယိုတင်တဲ့အခါမှာအာဗီဒီယိုတင်တဲ့အခါမှာထုံးစံတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်ဟာကဗီဒီယိုကအဲယာကနန်းလောက်ကလေးနဲ့ပဲ ကနန်းနောက်ကလင်းနေပဲရှိနေရတယ်။ဒါပေမဲ့အခုအာအထောင်ကနန်းအဲလိုက်ဒီကွန်မန့်တွေကျွန်တော်ကြားတယ်ဆိုတော့အဲ့ဒီထဲမှာလည်းကျွန်တော်ကွန်မန့်တွေကိုဖတ်ကြည့်တဲ့အခါမှာတော်တော်များများကကျွန်တော်ပြောတာကိုထောက်ခံတယ်။ကလေးတွေအိမ်ပြန်ကြဆိုပြီးတော့ပြောကြတယ်။အဲ့တော့အမ်ဘယ်လိုပြောမလဲ။ကျွန်တော်ဒါတော့လူကြီးဆုံးဖြတ်ခြင်းလဲမှားနိုင်ပါတယ်လေနော်။ဒါပေမဲ့လည်းဟိုကျွန်တော်ဟို ကျွန်တော်ထုံးစံတိုင်းပြောလို့ရှိရင်ကျွန်တော်ကို లై တဲ့ comment တွေဆိုတော့မရှိပါဘူး။เนาะကျွန်တော်ထောက်ခံလမ်းငယ်လေးပဲရှိပါတယ်။ဆိုတော့ကကျွန်တော်ပြောရတာဒီအခုလိုပြလမ်းကြောင်းပြောင်းလိုက်တာကတချို့ကကျွန်တော် comment တွေခုတွေ့လိုက်တယ်ဘောမာလားတဲ့။အမ်ဘယ်လိုပြောမလဲ။ဘယ်လိုပြောမလဲပေါ့နော်။ကျွန်တော်ကအများကဒီပုံတွေကြီးတွန်းလို့မရဘူးဗျာ။ changes တွေလုပ်ရတယ်အပြောင်းလဲလေးရှိတယ်သူတဲ့မူလေးတွေဆိုရမူလေးတွေနည်းများတဲ့ဖြင့်ကစားဟနေရတဲ့ဒါတွေမရှိတယ်အဲ့တော့အဲ social တော့ဇက်တွေအတွက်ဘယ်သူကဘာလုပ်ပေးမှာလဲဆိုတော့ဘောင်သူကတော့ဘာလုပ်တော့မလုပ်ပေးနိုင်ပါဘူးကျွန်တော်ပြောတဲ့ဗီဒီယိုမှာတော့စိတ်မကောင်းပါဘူးဒါပေမဲ့ထပ်ပြီးတော့အဲမဆုံးရှုံးရလေအောင်တိုင်းပြည်ဟာ face state ကို လုံးလုံးကြီးသွားလို့ရှိနေတယ်ဆိုမာလီယာတို့လိုမျိုးအာဟဲ့လားအာဖဂန်နစ္စတန်တို့လိုမျိုး လုံးဝမပြည့်စုံဘူးအဲ့လိုဖြစ်ခဲ့လို့ရှိရင်လည်းကမ္ဘာပေါ်မှာလုံးဝကျွန်တော်တို့ကျွန်တော်တို့တွေကနိုင်ငံပြည်စည်းပေမဲ့လည်းနိုင်ငံကစစ်ပြီးဟုန်းဟုန်းတောက်လို့ပြည်စည်းသွားပေမဲ့လည်းနိုင်ငံသူနိုင်ငံသားတွေဆိုတာရှိသေးတယ်နိုင်ငံနိုင်ငံသားတွေကအဲ့လိုပဲလူမျိုးတွေအားတွေကိုထွက်ပြီးတော့တပ်ပါတဲ့နိုင်ငံတွေကိုတွားပြီးတော့ရက်တီကြရတယ်အခါမှာဒုက္ခမျိုးစုံကြုံနိုင်သေးတယ်ဆိုတာကအခုအမေရိကန်တို့ကျွန်တော်နိုင်ငံသားတွေကို ဒီ green card တွေကအစားလိုက်ပြီးတော့စစ်ဆေးပြီးဆိုတာမှာပါလာတဲ့ list ထဲမှာပါလာဆိုတော့ကြည့်ရပါလားကျွန်တော်တို့လက်ထက်ကိုင်းလမ်းစဉ်ရဲ့အဲ့ဒါ backfire တွေပဲဆိုတော့လေအများကြီးများကြီးရှိသေးတယ်ဗျာကျွန်တော်ပြောလို့ဒီမှာတစ်ခွက်တည်းကြုံမရှိဘူးနှစ်ခွက်သုံးခွက်လေးခွက်ကိုကြုံပြီးတော့မြင်ကြဖို့လောက်ကြဖို့ကြည့်ကြဖို့လိုတယ်ဗျအဲ့ဒါကြောင့်အာခက်ခဲအိမ်ပြန်ကြပါ လူတွေကိုပြောချင်တာကသူတို့မြန်မာနိုင်ငံသားတွေကိုနိုင်ငံရေးကိုစိတ်မဝင်စားလို့ရတယ်။ဒါပေမဲ့နိုင်ငံရဲ့အရေးကိုတော့မသိချင်လို့မရဘူး။ဆိုတာကစိတ်ဝင်စားတယ်စိတ်မဝင်စားတယ်ဆိုတာအခုချိန်မှာရွေးချယ်စရာမဟုတ်ဘူး။ခင်ဗျားတို့အချိန်တိုင်းစက္ကန့်တိုင်းနားစုံရင်ပြီးတော့ထဲလာနေရမှာသိနေရမှာ။ဒါမှ ခင်ဗျားတို့ကျွန်တော်တို့မျိုးစုံစုံပွင့်လာတဲ့စားနေရတဲ့စားစာတွေကကင်ဆာဖြစ်စေတဲ့စားစာတွေလားစီးကျိုသွေးကျိုဖြစ်စေတဲ့စားစာတွေလားကြောက်ကပ်ဖြစ်စေတဲ့စားစာတွေလားတိမာဒါမှဆေးရုံစိတ်ခံတပြလို့ရှိရင်နော်ငါ့ရဲ့အထက်အကုန်လုံးကလေးစားတွေကိုထုတ်ယူသွားပြီလားရောင်းစားပလိုက်ပြီလားတိရမှာဒါမှအလုပ်လိုချင်လို့အလုပ်လျှောက်တဲ့အခါ จ้าဖြန့်ကိုရောက်သွားနိုင်လားသိရမှာတရှိမြန်မာနိုင်ငံရဲ့အနေထားကနိုင်ငံရေးကိုစစ်မှုစားပါဘူးกว่าဆိုပြီးတော့နေလို့ကောင်းတဲ့အချိန်မဟုတ်ဘူးကျွန်တော်တို့လည်းနိုင်ငံရေးကိုစိတ်မစားဘူးခုလိုမျိုးတွေပြောမနေချင်ဘူးဒါပေမဲ့အခုအချိန်ကရွေးချယ်စရာမရှိဘူး ချိန်ဟစကန်တိုင်းကိုမျိုးလုံးပွင့်ပြီးတော့နားတွေကိုစွန့်ပြီးတော့ကြည့်နေရနားတော်နေရတယ်။ဒါမှလူဘုံလူကြောမခံရမှာ။ကြမင်းကပြောနေလို့တာမန်တာမန်ဒီရိုးတရားလေးနဲ့ပြည်တွင်းထဲမှာဆင်းရဲနေကြတော့ခလေးဆိုရင်ကျွန်တော်တို့ဒါတွေပြောမနေဘူး။နောက်ဆက်ကွဲဆိုးကျိုးတွေဆူဆူဝါးဝါးကြီးကိုရှိလို့ပြောနေရတာလစ်လာနေရတာနားတော်နေရတာ။ တကယ်ဟိုဟိုဘီဂျက်တရားပြောတယ်မျိုးမြန်မာနိုင်ငံထဲမှာနတ်နေရလေးကိုအဲ့ဒါရှိတာမဟုတ်အဲ့လိုပုံမှန်ရိုးသားသားလေးနတ်နေရရင်ပြဿနာမရှိဘူးအဲ့ဒါဆိုရဆိုဂျိုးတွေအများကြီးရှိလို့ကြောက်စရာကောင်းတဲ့ဆိုဂျိုးတွေအများကြီးရှိလို့ဒီနိုင်ငံရဲ့အရေးကစိတ်မဝင်စားပါဘူးကွာဆိုလို့မရတဲ့အနေသားဖြစ်နေတာအဲ့ကြောင့်ကျွန်တော်ပြောတဲ့ခုနအချက်တွေ ဟိုမတိဘူးဆိုလို့ရှိရင်လေဥမာကျွန်တော်စားနေတဲ့စားစာဥမာခင်ဗျားတို့စားနေတဲ့စားစာတွေကကင်ဆာဖြစ်စေစားစာတွေ၆ကပ်ဖြစ်စေစားစာတွေမဟုတ်မတိဘူးဆိုလို့ရှိရင်ခင်ဗျားတို့စားနေမှာပဲကြောက်စရာမရှိဘူးဒါပေမဲ့တိပြီဆိုလို့ရှိရင်ကြောက်စရာကောင်းပြီအဲ့တော့ဘယ်ဟာပို့ပြီးတော့ခင်ဗျားတို့အတွက်စိတ်ဖြစ်လဲခင်ဗျားတို့ချစ်တဲ့မိသားစုတွေတော့ခင်ဗျားတို့ဘယ်လိုကာကွယ်မလဲတိအောင်လုံချင်းဖြင့်ကာကွယ်မလားမတိဘဲနဲ့ဘူးမတိကိုမတိဘွားနေမလားကျပါအဲ့ ဟုတ်လားစိတ်ဝင်စားပါဘူးกว่าဆိုပြီးလို့ရတယ်ဒါမဟုတ်ဘူးစိတ်ကိုဝင်စားနေရမယ်တိကိုတည်နေရမယ်လက်ကိုထက်ကြနေရမယ်နားကိုနားထောင်နေရမယ်တနည်းကြခက်ရင်โอเคဒါတွေကိုကျွန်တော်တို့ပြစ်ချရလေးရတယ်တာမန်ပြီးသူတွေတော့စိတ်ဝင်စားနေလို့ရတယ်တနည်းကြရင်ဆိုတာစိတ်ချရတဲ့တနည်းကြရင် အကိုကဘလို့မှစိတ်မချဘူးခင်ဗျားတို့ကျမ်းမာနေပြီးကောင်းလို့ဈေးရုံဈေးခန်းသွားပြန်ရင်တော့အဲ့ဈေးရုံဈေးခန်းကနေပြီးတော့ခင်ဗျားတို့ရဲ့အတွေးကိုလင်းကလေးစားတွေကိုထုတ်ပြီးတော့တခြားနိုင်ငံတွေကိုရောင်းစားပြန်လို့လုပ်မလဲအဲ့လိုမျိုးတွေမြန်မာနိုင်ငံမှာဖြစ်နေတယ်အခုကြားဖြန့်နေဆိုတာက online ဒီငွေလိမ်လည်တဲ့ကိစ္စတွေတင်မဟုတ်ဘူးလူကုန်ကူးတာတွေရောအဲ့ကိုဒွင်းကလေးစားတွေရောအကုန်လုံးနေကြတာအဲ့ဒါမြန်မာနိုင်ငံထဲမှာဖြစ်နေတာ အဲ့ဒါကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံရေးစိတ်ဝင်စားပါဘူးကွာလို့ပြောတာဟာဒီနေ့ဒီချိန်မှာမှန်မနေဘူးအမှန်တန်ကြောက်စရာကောင်းတယ်ခုနကကျွန်တော်တို့မျိုးစားနေတဲ့စားတော့တွေဟာအနေရရှိစေစားစားရေးဆိုတာကိုမတိပဲစားနေတယ်ဆိုလို့ရှိရင်တော့ဒါဟာပြဿနာမရှိဘူးပေါ့ပြဿနာမရှိဘူးစားမတိမှမတိကြအောင်နောက်လည်းမင်းတို့လည်းမျိုးဘာမှမသိဘူးစားရတယ် ဒါပေမဲ့တိလာပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ချစ်တဲ့မိသားစုဝင်တဲ့ကိုယ်နဲ့အနေဆုံးကာကွယ်လို့ရတယ်ဆိုတော့စိတ်မဝင်စားပါဘူးကွာလို့ပြောလို့ရတဲ့အချိန်မဟုတ်ဘူးဆိုတာလေးကိုခင်ဗျားတို့သိစေချင်တယ်အခုချိန်မှာကျွန်တော်တို့လူမျိုးဒီပြောနေမှာမဟုတ်ပါဘူးဘယ်သူတွေဘာတွေပြောနေလဲဘယ်သူတွေဘာတွေလုပ်နေလဲဘာတွေပြောင်းနေလဲဘာတွေဖြစ်နေလဲ ဒီနိုင်မြန်မာနိုင်ငံရဲ့အရေးရောကဘာကြီးရဲ့အရေးရောကျွန်တော်ကမျက်စိဖွင့်နားဆွပြီးတော့တတိချက်နေမှုလို့လေမဟုတ်ဘူးဆိုလို့ရှိရင်မဟုတ်ဘူးဆိုလို့ရှိရင်အဲ့ကလေးတွေပျောက်သွားတယ်ဆိုတာ၄အဲ့ဒီအကားတွေမဟုတ်ဘူးနော်ဒါလေးတွေကိုတတိပေးတာပါစိတ်မဝင်စားလို့ရတယ် မဲ့ဒီနေ့ချိန်မှာတော့မတိကျင်လို့မရဘူးလုတ်ဆန်းဘွိုက်ကော့အိုင်မှာလုတ်ဆန်းတမောနော်အော်တကယ်တော့ဗျာသင်္ကနာတော့ကောင်းတယ်ကျွန်တော်တို့ကတကယ်ပြောတော့ကျွန်တော်အပါဝင်ကျွန်တော်ပါဝင်တချို့ရယ် နောက်ခလေးတွေပေါ့သိတနာဟောကောင်းတယ်ကျွန်တော်ကဘသူ့မှမုန်းတော့မဟုတ်ဘူးကျွန်တော်တို့အတွက်ကောင်းမွန်တဲ့ကြမာရေးဆောင်ရွက်မှုတွေကောင်းမွန်တဲ့ပညာရေးစနစ်တွေနဲ့ကိုယ်နိုင်ငံကိုကိုချစ်တဲ့အစိုးရတွေအုပ်ချုပ်တဲ့စနစ်မှာတိုင်းပြည်ရဲ့လူမျိုးဟာဖွံ့ဖြိုးတိုးတက်ပြီးတော့နိုင်ငံတကာနဲ့ရင်မောင်းတတ်နိုင်တဲ့ နေသားမျိုးလေးတွေကိုကျွန်တော်တို့ကအိမ်မက်တွေမက်ပြီးတော့သွားကျင်တာအဲ့အတွက်လည်းကျွန်တော်တို့ဟာကျွန်တော်အပါဝင်ပေါ့လေနော်ကိုနိုင်လောက်ကလေးတွေဆွန့်ထုတ်ကြတာပေါ့ဆွန့်ထုတ်ပြီးတော့အဲ့စနစ်ကောင်းတစ်ခုကိုဖန်တီးမယ်ဆိုပြီးတော့သွားကြတယ်ပေါ့တချို့တွေသလိုရှင်လဲကလေးတွေအပါဝင်အသက်တွေဆုံးရှုံးကြတယ်ပေါ့ဗျာတက်တယ်မိသားစုဘဝတွေ စီစဉ်ဥစ္စာတွေအများကြီးပေါ့ဆုံးရှုံးကြရပေါ့ဒါမှလည်းကျွန်တော်အမြဲတမ်းပြောနေတယ်လို့မျိုးမရပါဘူးဗျာဘာဖြစ်လို့လဲမရလဲဆိုတော့ကျွန်တော်တို့ကိုအုတ်ချုပ်နေတဲ့လူတွေရောကျွန်တော်တို့ကိုစနစ်ဆိုးတော်လှန်ပြီးတော့စနစ်ကောင်းတစ်ခုကိုတွားမယ်လို့ စီယုံပြီးပြောတဲ့လူတွေကောအကုန်လုံးပဲကျွန်တော်မိဘတွေကိုယ်တိုင်ကျွန်တော်တို့ကိုစာတင်ပေးတဲ့ဆရာဆရာမတွေကိုယ်တိုင်ကျွန်တော်တို့ကိုတရားဟောပွဲနေတဲ့တန်ဃာတော်တွေကိုယ်တိုင်ကျွန်တော်တို့ကိုဖျော်ဖြေပေးနေတဲ့အမှုပညာရှင်တွေကိုယ်တိုင်အားလုံးအားလုံးအားလုံးဒီစနစ်ဆိုတဲ့မှာ ဖြောင်းဝင်စီးမျောနေကြပြီဒီစနစ်ဆိုးကနေပြီးရုံးမှုထနိုင်ကြတော့ဘူးဒီတခိုးစနစ်ပေါ့အဲ့စနစ်ထဲမှာဘယ်သူမှရုံးမှုထနိုင်တော့ခုဆိုရင်ကျွန်တော်တွေ့ရတယ်မနှောလို့ပါတွေ့ရတယ်ဟာဗျာဆိုအာစိတ်တက်ကြစားတော့တော်တော်ကောင်းတယ်ဒါမှလည်းတစ်ဖက်ကစဉ်းစားကြည့်ရင်လည်းဒါကလည်းခင်ဗျားတို့ကိုစိတ်တက်ကြအောင်လုပ်တာဘူး ပါဝါထုတ်ပြတာပေါ့ပါဝါထုတ်ပြတယ်ဆိုတာတစ်ဖက်ကအင်အားပြတယ်ဆိုတာတစ်ဖက်ကိုကျွန်တော်တို့တွေးသလိုမျိုးတင်ငယ်စိတ်ဝင်အောင်ပြတာပဲလေအလကားနဲ့အလကားထုတ်ပြတာမဟုတ်ဘူးအဲ့တော့အင်အားထုတ်ပြရပေါ့ကျွန်တော်တို့ခင်ဗျားတို့ကြောက်မှာလားပေါ့ဒါကြောက်တာမကြောက်တာလက်လျှော့တာလက်မလျှော့တာကကျွန်တော်တို့တဝူကြောက်ချင်းစီရဲ့အာဆုံးဖြတ်ချက်သာဖြစ်တယ် ဆိုတာကကျွန်တော်များများပြောနေဒီကြောင်းရည်ရဲမှာလို့ကျွန်တော်တို့ကိုထပ်ပေါက်မှမပေးတာပြန်ခိုက်တာပေါ့နော်အခုလည်းထပ်ပေါက်မှမရှိရထပ်ပေါက်စားကျွန်တော်တို့ပြောတဲ့ထပ်ပေါက်စားဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေနော်ဒီလူလူတူလူလေးလောက်ရခိုင်ရစားတော့ကနေရထိုင်ရဖို့အဲ့ဒါထပ်ပေါက် ကျွန်တော်နေမဟုတ်ကျွန်တော်နေမဟုတ်ဘသူအုပ်ချုပ်ချုပ်ဘယ်ရုပ်ောက်ပွဲပဲလုပ်လို့အဲ့ဒါကျွန်တော်စိတ်မဝင်စားဘူးကျွန်တော်လိုချင်တာကပြည်သူတွေတိုင်းပြည် stable ဖြစ်နေလို့တိုင်းပြည်ငင်းငင်းချင်းချင်းနဲ့ stable ဖြစ်နေလို့ဘသူအုပ်ချုပ်တာမှမလို့ရှင်တရုတ်အုပ်ချုပ်တာမလို့ရှင်ဘူးတရုတ်အုပ်ချုပ်ပြောရရင်လည်းဗျာတရုတ်ကြောင်လို့ဒါတွေဖြစ်နေတာဆိုတော့ဒါတွေကငင်းညံ့မဲ့အနေထားမှလည်းမရှိပါဘူး တရုတ်တွေကလွတ်တော်လွတ်တော်တဲ့အထိကိုဝင်ပြီးအမှတ်တွေလုပ်ပြီးတော့အများကြီးဆိုတော့ဘလုံးမလဲဒီနိုင်ငံကဘလုံးမငင်းချမ်းသာတာအကြောင်းမရှိတော့ပါဘူးဒါပေမဲ့ကျွန်တော်တို့ဟာအဲ့အတွက်တော်ထန်နေကြတာပေါ့ပြောရင်လည်းအများကြီးပြန်ဆိုတော့တိုင်းပြည်ကို stable လေးဖြစ်အောင်လုပ်ပေးထားနိုင်ရင်ပြည်သူတွေမတော့မတာမကြောက်မကြပဲနဲ့ ထိုင်းနိုင်ငံလောက်မဟုတ်နိုင်တော့လာဝရုကမ္ဘောဒီးယားတို့ထက်နည်းနည်းလေးတာတဲ့အနေထားမလေးရှားအင်ဒိုနီးရှားသူတို့အဆင့်တွေမလိုချင်ဘူးကျွန်တော်တို့အဲ့ဒီထက်အဆင့်နိုင်နေမလေးစေဒါပေမဲ့ဒီထက်ပိုကောင်းတဲ့အနေထားမျိုးလေးပေါ့လုပ်ကလေးတွေမှန်မှန်လေးလုပ်ရမယ်မိသားစုလေးတွေကောင်းကောင်းမွန်မွန်စားရင်တောက်နေကြရမယ်ငင်းချမ်းချမ်းဖြစ်နေမယ် နော်ကျမရေရှာမိုးလေးဆိုလို့ရှိရင်လည်းအဲ့လောက်ထိမဟုတ်ဘူးဆိုတော့တော့လောက်ဆိုးရတာမျိုးတော့မဟုတ်ဘူးပေါ့ဗျာနော်ဆေးဝါးအတုလေးကျွန်တော်တို့တန့်ရတဲ့မြောက်ဟိုမတုံးရတဲ့အနေအထားမျိုးနော်စားတော့ဆိုလို့ရှိရင်လည်းကင်ဆာဖြစ်စေတဲ့ဟာတွေစီးချိုသွေးချိုဖြစ်စေတဲ့ဟာတွေနှလုံးကြောက်ကပ်လစ်စက်စားတာတွေကိုတန့်ရတဲ့မြောက်အစိုးရကစစ်ဆေးပြီးတော့ကြက်မမလုပ်ပေးထားတာမျိုးတွေအများကြီးပေါ့လေနော်ဆိုတော့ သူများနိုင်ငံတွေလောက်မဟုတ်ရင်တော့ဒီထက်နည်းနည်းလေးပိုတာတဲ့ထွက်ပေါက်ကလေးကျွန်တော်တို့ပေးနေတော့ကျွန်တော်တို့ကစဉ်းပြပါဘယ်သူအုပ်ချုပ်ချုပ်ဒါမဲ့လက်ရှိတရုတ်နဲ့အုပ်ချုပ်နေတဲ့လူတွေကတော့ကျွန်တော်တို့ကိုအဲ့လောက်မဟုတ်ကျွန်တော်တို့မျော်လင့်တာဒါတော့ကလေးတော့မဟုတ်ဘူးဗျာဒီထက်ဆိုတဲ့အခြေအနေတွေအတိကိုကျွန်တော်တို့ အဒုက္ခပေးမဲ့ဒုက္ခတွေပေးမဲ့အနေအထားမျိုးလေးတွေမြင်နေရတဲ့ခါကျတော့လက်လျှော့မှာလာအင်အားပြတာကိုကြောက်မှာလားဆိုတာကအင်အားပြတာကြောက်ချင်စရာကြီးပါတကယ်တကယ်ကြောက်ချင်တယ်တကယ်ကြောက်ချင်စရာတကယ်လက်လက်လျှော့လိုက်ချင်စရာဒါပေမဲ့ကျွန်တော်ထပ်ပေါက်မရှိဘူးကျွန်တော်တို့ကလေကျွန်တော်ပြောထပ်ပေါက်ဆိုတာအရွေးကောက်ပွဲတွေဒီဟိုနင်းဆိုဟိုနင်းနေမဟုတ်ဘူးဗျကျွန်တော်တို့ရဲ့ထပ်ပေါက်ကျွန်တော်တို့ပြည်သူတယောက်ရဲ့ထပ်ပေါက်က ခဏကျွန်တော်ပြောတဲ့အချက်လက်ကလေးအဲ့ဒါလေးကကျွန်တော်တို့ထပ်ပေါက်တယ်ကျွန်တော်တို့အဲ့လောက်ကလေးတွေလုပ်ပေးလို့ရှိရည်ပြဆိုတော့ဘုဒ္ဓအုပ်ချုပ်ချုပ်တဲ့လူအုပ်ချုပ်ရရပြဿနာမရှိဘူးအဓိကအဲ့လိုမျိုးလေးနေသားလေးတခုမှနေရဖို့ပဲဒါပေမဲ့လက်ရှိအနေထားအရဆိုလို့ရှိရင်ကအမ်အဲ့ဆောင်ဆိုးမလားမသိပါဘူးကျွန်တော်ကဆိုတော့ခွေးများဂျောင်းပိတ်ရိုက်တယ်လို့ရိုက်ရိုက်ခံရတဲ့ခါကျတော့လေအဆင်မပြေဘူးပေါ့လေနော် ဆိုတော့တကယ်အင်အားပြတာကကြောက်ရှင်စရာကောင်းပါတယ်